ုဆိုရင်တော့ကျွန်တော်အရှင်းဆိုပြချင်ပါတယ်အဲကျွန်တော်အဲ့လိုကိုယ့်ကိုခံစားရတဲ့ခံစားခဲ့ရတဲ့အရာတွေစာချရေးထားပါတော့နော်။အရာလေးတွေဒီခံပြီးတော့နားထောင်ပေးကြပါအောင်။အာရောစရောအကျမ်းပေါ့နောက်ကြရင်တော့ကျွန်တော်အမျိုးဂီတာနဲ့ဆိုပြဖို့ရှိပါတယ်ရောစရောဂီတာတီးရအလိုမျိုး တင်နေကုန်ပေါ့နော်ဟဲ့မတက်သေးပါဘူးအာနောက်ထပ်ပြချပါဦးတီတီရနေမိုက်ခဲကြတော့မို့ဒါအမှလို့ပြောလို့မရဘူးလေခံစားချက်များရုတ်တရက်ပေါ်လာပြီငါတို့နေအောင်လို့ယူသွားခဲ့ကြတယ် ဒါအမှတ်တရဖြစ်နေခဲ့တယ်အချိန်တွေကလည်းနေပြီမဲ့အားရဲ့စိတ်ကအသေးမှပေမီလို့နေတော့ပဲငါအချိန်တရမကချူစာမေးဖြစ်ပေမဲ့တော့ဝမေးလို့မရဘူးခွဲ့ ဒီအရှိတခုမှာငါဆုံးလုံးကလုံးနေခဲ့တယ်တငါတွက်စုတခုလိုပဲအရှိဆုံးလေးရဲ့ငါတဲ့ငါခန္ဓာကိုယ်အဘွားပုံအပြီးရှစ်တမောမေလေးကိုဆဲမပြစီရင်ဘူး ငါတဲငါခနာကူငါဘဝပုံအပီးချစ်တာမကလေးလေးစေမပြဲလိုက်ပါနဲ့အဲဒါတော့ကျွန်တော်အကြမ်းမင်းလေးပေါ့နော်ကျွန်တော်ဖုန်းထဲမှာတော့အဲ့လိုမျိုးရေးထားတယ်ပါအဲ့လိုอืม red ဒီလေးရေးထားတာပေါ့နော်မကျွန်တော်အလို့မကြက်ရသေးဘူးကွာအလို့တစ်ဖက်နဲ့ဆိုတော့အဲအားကြောင့်မို့ ဘယ်လိုဆက်တော့အဲ့လိုမျိုးလေးအကျန်လေးနားထောင်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။음ဒီခံပြီးတော့နားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ဗျာ။တတ